။တနေ့တော့ဘာဖြစ်မှာကငါမင်းပင်းတုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစားပေးလိုက်ချင်တယ်။ဘာဖြစ်တန်လုံးကဟိုးပဲရွာနှစ်မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစားမတတ်ဘူး။စားပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစားပေးလိုက်တော့အဲ့ထက်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစားလည်းမတတ်ဘူး။စားလည်းပေးလိုက်တယ်ပေါ့ကျွန်တော်အဲ့ထက်ထုတ်ဖတ်လိုက်တော့ဒုချောင်းနှစ်ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထား ပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထမ်းပင်လေးဆွဲထားပြီနောက်20အိုးလေးတွေကငွေလေးထွက်နောက်ဒီဘက်မှာလေးတိုင်စင်လေးပြီးတော့ဒီမှာဝါလုံးဝါလုံးလေးကိုသူခဲရတယ်မင်းညဟာမြတ်စွာဘုရားအခေကလည်းမပါပြီးလည်းမပါပဲနဲ့ဘာရီတန်အလုံးကိုစားပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြတယ်ကျွန်တော်ကကိုကြောက်ခဲဖတ်ဆမ်းမအောင်ကျွန်တော်တော့ဘယ်လို့မှဖတ်မရဘူးမင်းလူမစိတ်ညစ်ရတယ်ကြားရကွာတဲ့နော် ကိုတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာကိုဘာလို့တန်လုံးအဖဥချမောင်စားပေးလိုက်လို့အမလီအိုက်စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ဘာပြရဆိုတော့အမဒီကောင်လာစားနှစ်ရက်နေလာမယ်ပြောနေတာတဲ့မတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့နှစ်ရက်လောက်နေပြီထရေလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့ အိုးလေးကငွေထွက်နေရငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးလေးကဩဟုတ်ကဲ့ဒီဘက်ကလေးတန်စင်ကအရင်စင်လေးရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဘွာလုံးလေးဆက်ပြီးမဲရောင်ချေထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်ဟေးဟုတ်သားပဲဩဒီဘက်ကဒုတ်ချောင်းကြီးနဲ့ဩအဲ့လိုနှစ်ချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့ပြည့်တဲ့စာပေါ့ကွာတဲ့ဟုတ်တယ်ဖြစ်တာပဲ အရေးကြီးတာနားလဲပေါ့ပါ